MSP ပညာရေးအမှန်တိုင်းပြောရင်လူတယောက်ရဲ့ဘဝကိုပြောင်းလဲသွားစေဖို့အတွက်အဓိကတော့ချက်လို့မဆက်နေမြင်နေပေါ့နော်ဆက်နေဆိုလဲအမှန်တိုင်းပြောရင်အရင်တည်းကပညာရေးနဲ့ပတ်သက်တဲ့အဲ့လိုမျိုး organization တွေပညာရေးနဲ့ပတ်သက်တဲ့ဥမာစာအုပ်တွေလှူတာတွေအကြောင်းစိတ်တွေလှူတာတွေဆိုမဆက်နေအများကြီးလှူပြဖြစ်တယ် MSP ူတို့ဟိုစပြီးတော့ဟိုးရင်တည်းကအာသူတို့စပြီးတော့ plan လေးအချိန်တွေကမဆက်နေရတိခဲ့အဲ့တော့ဒီမြေစီလွားတဲ့ဒီနေ့ပူပူဆွဲရနေပြီးတော့ဒီမှာလာပြီးတော့အဲဒီចောင်းဆောင်သူ့မိုးလှူဒန်းနေပေါ့နော်လှူဒန်းနေလှူဒန်းနေပြီးဒီမှာနေလေစားတယ်နေစွန်းနေရော နေလေစားရောဒီပရာဟိတចောင်းမှာအာလှူဒန်းတာဖြစ်တဲ့အတွက်မဆက်နေရလဲလာရောက်ပြီးတော့အားဖြည့်ပြီးတော့အာကုသိုလ်ရှင်ရဲ့နဲ့ဒီပွဲတက်ရောက်ဖြစ်တာဖြစ်ပါတယ် အဲ PT လေးကတော့အရင်ကောက်ပါတယ်အဲပြီးတော့အဲစားလဲစားစားကျင်နေပါပြီဟုတ်ကဲ့ဟုတ်ကဲ့ PT လေးလည်းအရင်ဖြစ်ပါတယ်ဟုတ်ဒီထက်မကပူပူဆွမ်းလဲပူပြီးအောင်မြင်ပါစေလို့စတောင်းမိပါတယ်ဒီမှာခလေးတွေလည်းအများကြီးလည်းရှိတယ်နောက်ပြီးတော့ရင်ဟိုဒီမှာဆိုလဲအလှရှင်တွေလည်းဟိုအမှန်တိုင်းပြောရင်အများရန်ပေါ့နော်ဒီအခုဆိုရင်ဟိုဆောက်လက်စားဒီအဆောင်တွေလည်းရှိတယ်သူမိုးတွေလည်းရှိတယ်လိုအပ်ချက်တွေလည်းအများကြီးရှိနေတယ်ပြီးတော့ခလေးတွေလည်းအများကြီးဆိုတော့ဟိုဒီကျောင်းမှာလာလို့တကယ်လည်းကုသိုလ်ရပါတယ်အဲ့တော့ဒီကျောင်းမှာလာလှူခြင်းနဲ့အာပရိသတ်တွေရှိရင်မိဘပြည်သူတွေရှိရင် ်လည်းဒီအောင်စရာမင်းပရာဟိတာကြောင့်မှာကလေးအများကြီးကိုလည်းပညာရေးသင်ကြားပေးနေတဲ့အပြင်ကိုဟိုဟိုကုသိုလ်ကြီးလည်းအများကြီးလုပ်လို့ရတယ်ပေါ့နော်အဲ့တော့လာရောက်ထူထမ်းဖို့အာဖိတ်ခေါ်ချင်ပါတယ်ပညာရေးကအမှန်တမ်းပြောရင်လူတယောက်ရဲ့ဘဝကိုပြောင်းလဲသွားစေဖို့အတွက်အဓိကတော့ချက်လို့မဆက်နေနေပေါ့နော်ဟိုဟိုပညာရေးမဆက်နေဆိုလည်းအမှန်တမ်းပြောရင်အရင်တည်းကပညာရေးနဲ့ပတ်သက်တဲ့အဲ့လိုမျိုး organization တွေပညာရေးနဲ့ပတ်သက်တဲ့ဥမာစာအုပ်တွေလှူတာတွေအကြောင်းစိတ်တွေလှူတာတွေဆိုမဆက်နေအများလူပြစ်ဖြစ်တယ်ဘာလို့လဲဆိုတော့ဒီပညာရေးကဟိုလူတယောက်ရဲ့ဘဝကိုဟိုအောက်ကနေအပေါ်အထိကိုတကယ်ပြောင်းလဲပေးနိုင်တဲ့အ ရာလို့မဆက်နေမြင်နေအဲ့တော့ပညာရေးနဲ့ပတ်သက်ပြီးထူထမ်းတာအရင်လဲကုသိုလ်ရသလိုဟိုလိုခလေးလေးပြီးပညာရဲ့ပညာရဲ့မျက်စိတစ်ခုကဟိုတန်ဖိုးမဖြစ်နိုင်ဘူးပေါ့နော်ပညာဉာဏ်အလင်းပေါ့နော်အဲ့တော့ဟိုပညာရေးနဲ့ပတ်သက်ပြီးထူတာအရင်ကောင်းတယ်အဲ့တော့ဆရာတော်ဘုရားကြီးလှုပ်တာကိုလည်းဟိုအရင်ကျေးဇူးအများကြီးတင်ပါတယ်ဟိုအဲ့လိုမျိုးလဲတစ်ချိန်ချိန်ကြာရင်ကိုယ်လည်းပညာရေးနဲ့ပတ်သက်ပြီးတော့ဟိုအများကြီးလှုပ်ချင်ပါတယ်ဟာ အဲ့လိုအိမ်မက်အကြီးရောမရှိဘူးပေါ့နော်မြတ်နေရအဲ့လိုလူငယ်တွေကိုအဲ့လိုပညာရေးနဲ့ပတ်သက်ပြီးရောဒါမှမဟုတ်အသက်မွေးဝမ်းကြောင်းပညာပေါ့နော်ဟိုပညာဆိုတာဟိုစာပညာရေမဟုတ်ဘူးဟိုတခုခုဥမာဒါပါအချုပ်တင်တဲ့ဆိုရလေဒါပညာရေးပဲပေါ့နော်ဟိုဟိုတသက်မွေးဝမ်းကြောင်းပညာပေါ့အဲ့လိုမျိုးပညာရေးတွေဟို career တခုကိုတည်ဆောက်နိုင်တဲ့ဟိုပညာမျိုးတွေဆိုရင်မြတ်နေအများကြီးလုပ်ပေးခြင်းတယ်အဲ့လိုမျိုးလည်းလုပ်ပေးခဲ့တဲ့ဟိုအလှူတွေကိုနီးစက်ရမှာအဲ့လိုမျိုးတွေလည်းမြတ်နေရှိခဲ့ဘူးပါဒီထပ်ပို့ပြီးတော့လေဟိုကိုကလို foundation တွေပါထောင်ပြီးတော့လုံနိုင်တာမျိုးတော့မဟုတ်ဘူးဆိုပေမဲ့ဟို ဟိုကိုတက်နိုင်တဲ့လောက်လေးတော့ပေါ့နော်အပါဝင်သွားစေတာဝန်သွားခြင်း ਨੇ အာပရာဟိတလုပ်ငန်းဒီမှာလဲကိုတက်နိုင်တဲ့လောက်ကိုလည်းအမှုပညာလှုပ်ရှားမှုရှိတော့အာကိုရဲ့ voice လေးတစ်ခုကပြည်သက်တွေကို impact ရှိနေတုံးမှာလဲအများကြီးဟို NGO တွေပဲဖြစ်ဖြစ်အကုန်လုံး ਨੇ အများကြီးပူးပေါင်းပါဝင်သွားခြင်းပါတယ်ဟုတ် ဟိုအမှန်တိုင်းပြောရရင်ဟိုမိဆန်နီကပညာရေးကိုတော်တော်ဦးစားပေးတဲ့နေရာမှာလည်းပါတယ်မိဆန်နီရဲ့ဟိုပေါ့နော်အဲ့လိုမျိုးဒီပြိသက်လေးတွေပဲဖြစ်ပါတယ်ပဲဖြစ်ဆိုမိဆန်နီအများကြီးပြောလေပြောထားရှေ့စကားတစ်ခုပေါ့နော်ဟိုထောက်တယ်ဒီចောင်းစာရည်နဲ့မိဆန်နီဆိုလည်းဆိုတော်လုံးနေရပေါ့နော်မိဆန်နီတက်ခဲ့ចောင်းစာရည်ကဒီချိန်မှာဟိုအဆိုတော်ရဲ့ဟာမှာအမှန်တိုင်းပြောရင်တော့မတူဘူးလို့ထင်ရတယ်ဆိုပေမဲ့ဟိုပညာရေးမှာဟိုမှာဆောင်ပွဲတစ်ခုအအောင်မိဆန်နီတို့ဖြေရမယ်ဆိုရင်ဒီ commitment တစ်ခုရှိရယ်ဒီဆောင်ပွဲကအအောင်မရမှာလीအဲ့တော့စကြရမယ်စာဘယ်လောက်လောက်ပြည့်အောင်ကြရမလဲဆောင်ပွဲကကြာလို့ ့မရအောင်အဲ့ commitment တစ်ခုကိုခလေးတိုင်းကတော့စာမတက်ချင်ဘူးစင်လေးငယ်တော့စာစာကိုဘာသနာပါဆောင်နဲ့ချက်တဲ့လူဆိုတာအရန်ရှာတယ်တို့တော်ညာဒီ commitment ထားတဲ့ commitment discipline တွေငါတနေ့ကိုစာဘလောက်လုပ်မလဲငါဒီညဒီစာပြီးမှအိမ်မယ်နောက်နေ့ညဆက်မရိုက်မှာဆိုလို့ပဲဖြစ်ဖြစ်ဘာဖြစ်ဖြစ်ပေါ့နော်အဲ့ဟာတွေကမဆိုင်တကယ်တမ်း အလုံးလောက်လာတဲ့ခါမှာအရန်သုံးဝင်တယ်အဲ့တော့ပညာရေးကလည်းတကယ်အလုံးတင်နေတယ်မှာပါတယ်ဟိုဘွဲလေးတစ်ခုလောက်တော့အဲ့လိုမျိုးရအောင်မိစက်နေပြောရတခါကျရင်ဘာလို့တကယ်ဟိုဘွဲအเจ้าမတက်ဘူးဘွဲမလိုချင်လို့အเจ้าမတက်ဘူးတခြားဟာလုံးမယ်အမှုပညာလုံးမယ်မလိုဘူးဆိုရင်โอเคဒါဆိုအမှုပညာ commitment ရှိတကယ်ကို discipline အတွင်းနဲ့လုံနိုင်အောင်လုပ် ဒါမှမဟုတ်တည်မလားဟိုအနုပညာကလည်းအနုပညာလုတ်တယ်ဆိုတာဟိုကြောင်းတက်တယ်လို့မျိုးမဟုတ်ဘူးလေအခြေအနေလမ်းကြောင်းမမူတည်ပြီးတော့အခွင့်အရေးကိုစုပ်ကမ်းပြီးသွားတာအဲ့လိုမျိုးချိန်မှာကိုကလေးစိတ်လေးနေပြီးတော့ဘွဲလဲမရဘူးဒီဘက်မှာလည်းဟိုကိုကဟိုပြင်းလို့ပဲဖြစ်ဖြစ်စကီးမလာဘူးပဲအဲ့လိုမျိုးလုံးနေမယ်ဆိုရင်တော့အနှစ်ချိန်နှမျောဆရာကောင်းတယ်လို့တော့မဆက်နေနေပါတော့ဟုတ်ပါဘူး အဲ့လိုမျိုးတော့မဟုတ်တချို့ကြတော့လည်းဘွဲမရပဲနဲ့ဒီဟာမှာဟိုအဲ့လိုကြောင်းမတက်ပေမဲ့လည်းဒီအမှုပညာအလုပ်ကိုအရင်ထူးထူးချွတ်ချွတ်လုပ်တဲ့လူတွေရှိတယ်။အဓိကတော့ကိုယ်စိတ်နဲ့ discipline ပေါ့မဆိုင်ပြောသလိုစီကံပေါ့နော်။အဲ့စီကံရှိနေရတယ်။ဘွားရည်တွေရောလုပ်တော့အဲအဲ့ဒါတော့မသိသေးပါဘူး။စီမူတက်နေစီးပွားရေးလောက်တဲ့အထိ အဲ့လိုဂျာရဲမှာတငယ်ချင်းတွေလို့ချို့လောက်ထားရောရှိရှိရပေါ့နော်ချို့ဟာရလဲအဆင်မပြေရဘူးအဆင်မပြေအဆင်မပြေရလဲရှိရဟိုစီးပွားရေးကကြတော့သူထားရဲ့ entrepreneurship ရဲ့ mindset တွေဟိုဟာရကြတော့ပုံစံတစ်မျိုးပေါ့နော်မဆက်တော့အမှုပညာတမားနဲ့မတူဘူးဆိုတော့အကယ်၍အမှုပညာကိုလုံးဝရန်နာဝါခဲ့ရင်တော့စီးပွားရေးဘက်ကိုတော့လှည့်မှာပေါ့မဆက်နေတော့နှစ်ခုကြီးခွာရဲအပိုင်းမှာမဆက်နေတော့အားနေတဲ့အရန်အများကြီးရှိရပေါ့နော်အဲ့တော့အဲစဉ်းစားနေတော့မှာပဲ Myanmar Star Bazaar